ကဲကျွန်တော်မိတ်ဆွေပေါင်းမင်္ဂလာပါ6လပိုင်း10ရက်ကနေပြီးတော့6လပိုင်း30ရက်ထိပေါ့နော်6လပိုင်းတင်းငွေသားသမီးတွေအတွက်ကြာရောက်လာတော့40မိကပါကြမလဲဆိုလို့ရှင်တော့အပေါ်မှာ3အောက်မှာ8ပေါ့နော်8အဲ့ဒီနမိတ်ကိုကြာပါတယ် ီချိန်မှာတနင်္ဂနွေသားသမီးတွေရဲ့ကန်စာတာမှာကျမ်းမာရေးနဲ့ပတ်သက်ပြီးဒီတစ်လလုံးမှာအဲ့တော့အောင်မြင်အောင်ကိုကုတဲ့ဆေးကိုစားတဲ့ဆေးကိုလုပ်တဲ့လုပ်ငန်းစသည်အပြင်အတိုက်အခံနှောက်ယှက်တွေကျင်းအောင်ရှေ့ဆက်ဖို့ကိုဒါဒီတစ်လလုံးမှာအတလို့အကြောင်းတွေဖန်လာတတ်တယ်ပြုလုပ်ပါတတ်တယ်လောက်ကြရတတ်ပါတယ်နောက်တစ်ခုကငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာချိန်ဆရတယ်ဒီလိုလုပ်ရင်ကောင်းမလား ပတ်စံနဲ့ပတ်သက်တဲ့ကိစ္စအခြေရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာချိန်ဆနေရတတ်တယ်။နောက်တစ်ခုအိမ်အောင်ရေးနဲ့ပတ်သက်တဲ့ကိစ္စအမျိုးသမီးများဖို့ကတော့ကိုယောက်ျားကိုယ့်ဘောသစ္စာမရှိဘူးကိုကိုနိုင်ကလည်းဘသူ့ဘောမှာသစ္စာမရှိမထားဘူးအဲ့ကိုလည်းလှုပ်ချင်တာလှုပ်မယ်သူလည်းလှုပ်ချင်တာလှုပ်မယ်ဆိုတဲ့ပုံစံမျိုးတွေကြာရောက်တတ်တယ်ဖြစ်ပေါ်တတ်တယ်။သားသမီးတွေအတွက်သားသမီးတွေလှဖို့သားသမီးတွေစိတ်ချမ်းသာဖို့အဲ့လိုအကြောင်းအရာတွေငါဘလို့ဖန်တီးရင်ကောင်းမလဲဆိုတဲ့ဟာမျိုးတွေလည်း စဉ်းစားဆုံးဖြတ်မိတာမျိုးတွေဖြစ်တတ်ပါတယ်ဒီတလလုံးမှာအဲ့တော့အောက်လက်နေသားတွေနဲ့ပတ်သက်ပြီးလို့ရှိရင်အဆင်မပြေတာတွေအဲ့ဒါတွေရှိလို့ရှိရင်လည်းပြန်ပြီးတော့အဆင်ပြေမယ်ပညာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေတင်းတွေသာသမီတွေမှာစိတ်ညစ်စရာပူပန်မှု အခက်မတင်စရာတွေကြုံတွေ့ရတတ်တယ်ခရီးတွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုလို့ရှိရင်လည်းသွားတဲ့မသွားတဲ့လုံတဲ့မလုံတဲ့အဲ့တော့ကိုယ်မှာစိတ်ပူပန်မှုတွေနောင်ရေးအတွက်ပါမနှက်ဖန်အတွက်ပါစသည်အားဖြင့် အဲ့လိုဟာမျိုးအတွက်တွေပါပူပင်တော့ကများနေရတတ်ပါလေလူမျိုးကလူမျိုးကြားနဲ့ပတ်သက်လို့ရှင်ဒီချိန်မှာအကျိုးပေးတယ်ဆိုတဲ့ကာလကိုရောက်နေပါတယ်အဲ့တော့အဆက်အသွယ်ကောင်းတရင်ကောင်းတွေရရှိမယ်ကိုယ်အကူညီကောင်းတွေပေးတာမျိုးကိုယ်ကလည်းသူတို့ကိုကူညီရတာမျိုးအဲ့လိုဟာမျိုးတွေချုပ်ပေးရပါလိမ့်မယ်အဲ့တော့ဒီတလာလုံးမှာရှောင်းရံကတော့ဘဲဥနဲ့ပတ်သက်ပြီးရှောင်းမယ်ပိဥနဲ့ပတ်သက်ပြီးရှောင်းမယ်အဲ့လိုဟာမျိုးရှောင်းနေတော့ကံကောင်းသွားပါလိမ့်မယ်လူပွဲပစ္စည်းအနေရရအနေနဲ့ကတော့ ရှောက်သီးတို့ဖះမှာလူမယ်အဲ့တော့ရှောက်သီးနဲ့ပတ်သက်တဲ့ဟာတွေလူတန်းပေးမယ်ကိုကို၌လဲရှောက်သီးတို့စားမယ်အဲ့ဒါဆိုလို့ရှိရင်တနင်္ဂနွေသားသမီးတွေအားလုံးကံကောင်းသွားပါလိမ့်မယ်ကဲအကျိုးပေးတဲ့ထီကနန်းအနေနဲ့ကတော့၄အစ၅အစုံအတလုကနန်းမျိုးကိုထိုးစေချင်ပါတယ်ဒီတလားလုံးမှာတနင်္ဂနွေသားသမီးတွေဘာတွေကြုံရလဲဆိုလို့ရှိရင်ဘဝနောင်ရေးအတွက်တိုးတက်ကြီးပွားဖို့လှုပ်ရှင်တဲ့စိတ်ဆန္ဒတွေများတတ်တယ် တနင်္ဂနွေသားသမီးတွေမှာယောဂဟောင်းဝေဒနာဟောင်းတွေပေါ်တတ်တယ်တနင်္ဂနွေသားသမီးတွေငွေများများဝင်ကြတယ်ဆိုလို့ရှိရင်တော့မိဘအရွယ်ပုံကူမျိုးတွေကိုလက်ဖက်နဲ့ပတ်သက်ပြီးဆေးနဲ့ပတ်သက်ပြီးအဲ့နှစ်မျိုးသလုံးလက်ဖက်ကောဆေးရောအဲ့ဒီဥစ္စာနှစ်ခုကိုလှူဒန်းရင်အလိုရှိရာဆူတောင်းမှာလုပ်ငန်းကိန်းကန်းတွေနဲ့ပတ်သက်ပြီးအတိုက်ခံတွေများတယ်အဲ့ဒီအတွက်ကြောင့်လုပ်ငန်းကိန်းကန်းတွေမှာအောင်မြင်ကြတယ်ဆိုလို့ရှိရင်တော့ဖုန်ကြီးရဟန်းကိုပြုတ်လုံးလှူပေးဖုန်ကြီးရဟန်းကိုပြုတ်လုံးလှူပေးလို့ရတယ် နောက်ပြီးတော့ဖျားလှူလို့ရတယ်အဲ့ဒီဥစ္စာနှစ်မျိုးလှူဒန်းပေးပါကဲဒီလောက်ပါပဲကျွန်တော်ကြော်စရေးဖန်ပဲဖန်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39299380358ပဲဖြစ်ပါတယ်ဗီဒီယိုဟောပြောချင်ရတော့နေ့လယ်7:00နာရီကနေ7:00နာရီကိုဖုန်းဆက်မယ်ညနေ3:00နာရီအထိဟောပြောပေးပါတယ်ကဲဒီလောက်ပါပဲเนาะကဲတင်းလာသားသမီးတို့ဆိုတော့ဒူးဆက်ပေးတယ်အပေါ်မှာတက်အောက်မှာတော့အဲ့ဒီမြင်တဲ့အတိုင်းပဲเนาะကဲ အဲ့တော့ဒီချိန်မှာတင်းလာသားသမီးတွေအတွက်ဒီတိုင်းကြလောက်ကြရောက်ပြီးဆိုတဲ့အတွက်ကြောင့်တင်းလာသားသမီးတွေကဘာပဲလုပ်လို့နှစ်ခါနှစ်ခါပြန်လောက်ရမယ်နှစ်ခါပြန်ကြိုးစားရမယ်အဲ့လိုခါမျိုးဖြစ်တတ်တယ်ကိုအထင်ကြီးတဲ့လူကအထင်ကြီးစရာမကောင်းဘူးကိုအထင်အထင်သေးမိတဲ့လူကလေးစားစရာကောင်းတာမျိုးဖြစ်တတ်တယ်ဒီချိန်မှာအစားတောက်နဲ့ပတ်သက်ပြီးကလွင်းပြက်မယ်ကျန်းမာရေးနဲ့ပတ်သက်ပြီးညံ့တတ်တယ်အဲ့တော့ကျန်းမာရေးနဲ့ပတ်သက်လို့ကတော့ခြေလက်နာတဲ့ယောဂါဘာဆက်ဆက်အရသာမရှိတဲ့ယောဂါကလွင်းပြက်တဲ့ယောဂါမျိုးဖြစ်တတ်ပါတယ် ဲ့တော့အိမ်ောင်ရေးနေနဲ့ပတ်သက်လို့ရှင်လေနောင်ရေးတွေတွေးပူရတာမျိုးအခြေရေးတွေအတွက်မပြောရှင်တာမျိုးတွေဖြစ်တတ်တဲ့အပြင်လုပ်ငန်းကံကံနေနဲ့ပတ်သက်ပြီးစိတ်ပူပန်မှုတွေများနေရတတ်တယ်လုပ်ငန်းကံကံနေဆုံးဆုံးမှကြောက်တယ်အဲ့တော့အလုပ်နဲ့ပတ်သက်ပြီးမတရားဖိပြီးတော့စူးစားကျင်တာမျိုးတင်းနာသားသမီးတွေမှာဖြစ်ပေါ်တတ်ပါလေအဲ့တော့ပုံမှန်တိုင်းလုပ်ပါကိုကအဆင်ပြေနေတာပဲဒီတက်ပို့ပြီးတော့ဆုပ်ယုပ်ဖို့အဆင်မပြေဖို့ဆိုတာမရှိပါဘူး ဲ့တော့အမှုခင်းပြဿနာတွေနဲ့ပတ်သက်လို့ရှိရင်လည်းကိုယ့်ဘက်ကအကျိန်းတွေကိုအနိုင်ရမယ်ဒါပေမဲ့အမှုတွေကအခုတမျိုးတော့ကြတမျိုးပြောင်းလဲသွားနိုင်တယ်ကိုယ်ထင်တာကတမျိုးဖြစ်လာတာတမျိုးအဲ့လိုဟာမျိုးဖြစ်တတ်တယ်ဒါပြဿနာတွေနဲ့ပတ်သက်ပြီးပေါ့နော်ခရီးနဲ့ပတ်သက်လို့ရှိရင်လည်းဒီကာလအတွင်းမှာမသွားရတော့ဘူးလို့ထင်ရတဲ့ကိစ္စတွေပြန်လဲကန်ကောင်းသွားတာမျိုးကြုံမယ်မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပတ်သက်လို့ရှိရင်လည်းကိုကိုကောင်းတဲ့သူတွေကကိုပေါ်မကောင်းဘူးကိုပေါ်မကောင်းတဲ့သူတွေကကိုပေါ်ကောင်းတာမျိုးကြုံတွေ့ရပါလိမ့်မယ် လှပမှုအမှုပညာလုပ်ငန်းနဲ့ပတ်သက်လို့ရှင်လည်းဒီကာလအတွင်းမှာစိတ်ပူပင်စရာတွေခြုံတွေ့ရတတ်တယ်။သူများကူညီလို့သူများပံ့ပိုးလို့သူများအကြံဉာဏ်ပေးလို့သူများကြောင့်ကိုယ်မှာတိုးတက်ပြောင်းလဲတာမျိုးဖြစ်တတ်မယ်။ကို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 ၌ချိုးစားတဲ့ကိစ္စတွေမှာလုံးဝမအောင်မြင်တာမျိုးဖြစ်တတ်တယ်။အဲ့တော့တနင်္လာသားသမီးတွေငွေကြေးတွေနဲ့ပတ်သက်ပြီးအဆင်ပြေခြင်းနဲ့လိုချင်တယ်ဆိုလို့ရှင်တော့ တောင်းရန်စားတော့တဲ့သူများကိုမြေဘဲပေါင်မုတ်စသည်အဖြစ်မြေဘဲလော်မြေဘဲကျော်ရတယ်နောက်ပြီးတော့ပေါင်မုတ်တမျိုးမျိုးရတယ်အဲ့ဒီဥစ္စာနှစ်ခုလှူပေးပါအဲ့ဒါဆိုရင်ငွေများများဝင်ပါလိမ့်မယ်တင်းလာသားသမီးတွေမှာဒီကာလအတွင်းဒီတလအတွင်းမှာကံကောင်းဖို့အတွက်ဆိုလို့ရှင်တော့တင်းလာနေ့မှာအင်ကြီးတစ်ထဲအဟောင်းလေးတစ်ထဲဝေးအိမ်မှာနောက်တစ်နေ့နေ့လေလဲကြလဲကြအောင်နောက်တစ်နေ့နေ့လေနှစ်နာရီလောက်မှာအဲ့ဒီအင်ကြီးကိုလေတိုက်တဲ့အမြင့်တနေရာမှာချိန်ထားပေးလိုက်ပါ လုံးဝပြန်ပြီးတော့မယူပါနဲ့မယုတ်ပါနဲ့အဲ့ဒီအချိန်ကနေစတင်ပြီးတော့ကိုယ့်ရဲ့ကံတလင်းလာသားသမီးမှရှိနေသောညံ့တွေအားလုံးဒီအင်ကြီးနဲ့တူတခါတည်းပါသွားသည်ဒီအချိန်ကနေစတင်ပြီးတလင်းလာသားသမီးဘသူကံကောင်းစီလို့ပြောပြီးတော့အဲ့ဒီအင်ကြီးလေးကိုလေတိုက်တဲ့နေရာမှာခြေချလိုက်ပါအဲ့ဒါဆိုအရာအားလုံးကံကောင်းမှုတွေကြုံပါလိမ့်မယ်အဲ့တော့အလုတ်ကိုင်းနဲ့ပတ်သက်ပြီးအဆင်ပြေခြင်းနဲ့လုပ်ငန်းကိုင်ငန်းတွေအတွက်ကိုယ်မှထင်းငော်နေတာမျိုးကြံ့ကြာနေတာမျိုးခက်ခဲနေတာမျိုးဆိုလို့ရှင်တော့အင်ကြီးရာမဲ့အဲ့လိုနေထိုင်တဲ့သူတွေကို စားเสียတောက်เสียတစ်သည်စသည်အပြင်အဲ့လိုဟာမျိုးလူတန်းလိုက်ပါသို့မဟုတ်သူ့လူတာမျိုးအဲ့လိုဟာမျိုးလောက်ပါတောက်ကြမ်းတယ်ပေါ့နော်တစ်သည်စားเสียစသည်အပြင်အဲ့လိုဟာမျိုးလူတန်းရင်အလိုရှိရာဆူတောင်းပါကံကောင်းမှုအတွက်ကတော့အုံသီးစိတ်ဖျားမှလူမယ်အုံသီးစိတ်စားပြီးတော့အလိုရှိရာဆူတောင်းမယ်အဲ့ဒါဆိုကံကောင်းပါမယ်ကို့ညံ့စီတာတွေကဒီချိန်မှာဖုံးကြီးចောင်းနဲ့ပတ်သက်ပြီးညံ့စီတယ်မသွားနဲ့ကို့အတွက်ခိုက်တက်တယ်ညံ့တက်တယ် ်နောက်တစ်ခုကမိုးရင်းကားမစားနိုင်အဲ့ဒီဥစ္စာနှစ်မျိုးရှောင်ပေးပါအကျိုးပေးတဲ့ကဏ္ဍအနေနဲ့ကတော့1အသေး3လေးအဲ့လိုကဏ္ဍမျိုးတွေကကိုယ့်အတွက်အကျိုးပေးပါလိမ့်မယ်။ကဲဒီတော့ပါပဲ။တင်းလာသားမိမိတ်ဆွေပေါ့အားလုံးကြားမှချမ်းသာလို့ဆန္ဒပြုပါပါစီလို့ကျွန်တော်ကျော်စင်းဖန်ကဆန္ဒပြုပါတယ်။ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39955380358ပဲဖြစ်ပါတယ်။ဗီဒီယိုဟောပြောချင်ရင်တော့နေ့လယ်17နာရီရက်နေ့17နာရီပိုင်းကိုဖုန်းဆက်မယ်နံပါတ်စင်းပေးမယ်။ကြံတဲ့အချိန်ဒီမှာဆိုလို့ရှိရင်တော့ ဘသူပဲခေါ်ခေါ်ယာရုဘလောက်ကြီးကြီးလောဝတ်လောဝတ်စကားမပြောပါဘူးမကြိုက်ပါဘူးကဲဒီလောက်ပါပဲအားလုံးစိတ်ချမ်းသာကိုကျမ်းမာပါစေလို့ဆန္ဒပြုမြတ်တာပို့ပါတယ်ဗျာအင်္ဂါသားပြီးပြီဆွေများပြ6လပိုင်းတလားသာဒိုးဆက်ပေးတယ်အဲ့တော့အပေါ်မှာ6အောက်မှာဗလာအဲ့ဒီနမိတ်ကိုကြားပါတယ်အဲ့တော့အင်္ဂါသားသမီးတွေကဒီကာလအတွင်းမှာဘလို့တွေကြုံမလဲဆိုလို့ရှင်တော့အင်္ဂါသားသမီးတွေဖို့ ်ငါသားသမီးတွေပါဒီကာလအတွက်မှာငွေကြေးတွေနဲ့ပတ်သက်ပြီးခက်ခဲတတ်တယ်။ကျင်းတွေရမယ်ဆိုတဲ့ဟာတွေကမရတာမျိုးစိတ်ပူပဲရတာမျိုးဖြစ်တတ်တယ်။ထင်းတော့ကြံ့ကြတာမျိုးကြုံမယ်။အိမ်အောင်ရေးနဲ့ပတ်သက်ပြီးအမျိုးသမီးများအဖို့ကတော့ကံကောင်းတာလေကိုယ့်ရဲ့အိမ်အောင်ဘက်ကြောင့်ကိုယ့်ရဲ့ဘဝမှာတောက်ကြောင်တာအဲ့တော့အဆင်ပြေတာအဲ့လိုဟာမျိုးကြုံမယ်။အဝေးတနေရာထွက်နေတဲ့သားသမီးတွေနဲ့ပတ်သက်လို့ရှိရင်တင်းကောင်းကြရမယ်အဆက်အသွယ်ကောင်းနေရရှိနိုင်မယ်။ အဲ့တော့မထွက်သေးတဲ့သားသမီးတွေကလည်းအဝေးတနေရာထွက်သွားတာမျိုးအလုပ်လုပ်တာမျိုးအတလူခါမျိုးဖြစ်လိမ့်မယ်။အောင်မြင်မဲ့လမ်းစာပေါ်ကိုရောက်သွားတာမျိုးဖြစ်လိမ့်မယ်။နောက်တစ်ခုကဥကောင်းနဲ့ပတ်သက်ပြီးဝေဒနာတစ်ခုခုခံစားရတတ်တယ်။ကိုယ်စိတ်ထဲမှာမကြည်လင်တာမျိုးတွေဖြစ်တတ်တယ်။မိသားစုညီကောင်မောင်နှမနဲ့မသိမ့်မြတ်တာမျိုးဖြစ်တဲ့အပြင်တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေနဲ့စိတ်ဝန်းကွဲစရာတွေအကြောင်းတွေဖန်လာတတ်တယ်။ အဲ့တော့ဒီကာလအတွင်းမှာငွေများများဝင်ကျင်နေဆိုလို့ရှိရင်အင်္ဂါသားသမီးတွေကမိဘအရွယ်ဆရာသမားအရွယ်ပုံကူတွေကိုရေနဲ့ပတ်သက်တဲ့ဟာတွေလှူပေးမယ်။နောက်ပြီးတော့ရေသွေးထဲမှာထည့်တောက်တဲ့လက်ဖက်ချောက်လှူပေးလို့ရတယ်။နောက်တစ်ခုဘာတွေလှူပေးလို့ရလဲဆိုလို့ရှိရင်လက်ကင်အိတ်လိုဟာမျိုးလှူလို့ရတယ်။အဲ့လိုဟာမျိုးတွေလှူတန်းပြီးတော့အလိုရှိရာဆူတောင်းမယ်။နောက်လုပ်ငန်းကိန်းကန်းနဲ့ပတ်သက်ပြီးရံပေါ်တယ်။အထက်လူကြီးကတမျိုးအောက်လက်ငယ်သားကတမျိုး စိတ်တိုင်းမကြစရာတွေကြုံတွေ့ရတတ်တယ်စိတ်ပြက်စရာတွေဖြစ်တတ်တယ်အဲ့ဒီအတွက်ကြောင့်အဲ့ဒီလုပ်ငန်းတွေကန်ကောင်းဖို့လုပ်ငန်းကန်ကန်းနဲ့ပတ်သက်ပြီးအဆင်ပြေဖို့ဆိုလို့ရှင်တော့ဖုံးကြီးကြောင်းဘဲဝင်ချက်ပြီးတော့လှူပေးလိုက်ပါဆုံးဖို့လိုက်ပါအဲ့ဒါဆိုရင်ကန်ကောင်းသွားပါလိမ့်မယ်အကျိုးပေးတဲ့ကဏ္ဍအနေနဲ့ကတော့၄အစ6အစ6အစ၄အစအဲ့ဒါလိုကဏ္ဍမျိုးတွေကိုထီကန်ဆန်းတဲ့ပါလေရှောင်းမှာတော့ဘဲဥဒီတလာလုံးလုံးဝမစားပါနဲ့အင်္ဂါသားမိများ ကဲကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 299 380 380ဖြစ်ပါတယ်အဲ့ဒီဖုန်းနံပါတ်ကိုဆက်ပြီးတော့ပေးနေပေးလို့ရပါတယ်နေ့လယ်17နာရီရနေ17နာရီတွင်းကိုဖုန်းဆက်မဲ့နံပါတ်စင်းပေးမယ်ညနေ3နာရီအထိတယောက်ချင်းစီကိုပြန်လဲဟောကြားပေးလေရှီချောင်းလို့ပြောရင်တင်းအင်္ဂါသားမင်းများတို့ဒီမှာပဲဏီကုံချုပ်ပြရစေကျွန်တော်ကြော်စင်ဟိတ်ဖန်ပဲဖြစ်ပါတယ်ဘုဒ္ဓဟူသားမင်းများအတွက်6လပိုင်း20ပေးတင်လာပါပြီ6လပိုင်း ်60ပေတဲ့မှာဘာပြလဲဆိုလို့ရှိရင်တော့အပေါ်မှာ6အောက်မှာ8အဲ့ဒီနမိတ်ကိုကြပါတယ်အဲ့ဒီအတွက်ကြောင့်6လပိုင်း3လစာမှာဘုဒ္ဓဟူသားသမီးတွေကဒီတလလုံးမှာခဏခဏစိတ်ညစ်ရတာတွေတစ်ခုပို့တစ်ခုပြဿနာတွေနေ့တိုင်းလိုလိုတက်တာမျိုးဖြစ်ရှင်းရတာမျိုးတွေကြုံတွေ့ရတတ်တယ်အဲ့တော့အဲ့ဒီပြဿနာတွေကိုကိုကစိတ်ရေးထားရမယ်ဉာဏ်ရှိရှိအသုံးချမယ်စိတ်ထဲမှာရှိတဲ့အတိုင်းမပြောနဲ့ တည်တည်ချာချာပြောတဲ့မပြောတဲ့ချိန်ပဲစဉ်းစားမယ်အဲ့ဒါအရေးကြီးဆုံးချက်ပါပဲအခုချိန်ရနဲ့စတင်ပြီးတော့တဘွားလုံးအတွက်ကြီးပွားချမ်းသာမယ်အလုပ်တွေစတင်လုပ်ပိုင်ရတတ်တယ်အဲ့တော့ဒီဘုံတခုသားသမီးတွေမှာဒီကာလအတွက်မှာဘလို့ဟာမိုးကြုံမလဲဘဝနောင်ရည်အတွက်တွေးပူရတာမျိုးတွေဖြစ်တတ်ပါတယ်နော်ဘုံတခုသားသမီးများအဲ့တော့နောင်ရည်အတွက်ကိုတွေးပူရတာမျိုးတွေကြုံတွေ့ရတတ်တယ်အဲ့တော့ဘုရူသားသမီးတွေမှာငွေကြေးနဲ့ပတ်သက်ပြီးပေးရမယ့်ဟာမပေးနိုင်ဘူးရမယ့်ဟာမရဘူးအဲ့လိုအခက်အခဲတွေကြုံတွေ့ရတတ်တယ် လုပ်ငန်းကိန်းကန်းနဲ့ပတ်သက်ပြီးနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးမနာလိုတဲ့သူတွေမနေစေချင်တဲ့သူတွေမလုပ်စေချင်တဲ့သူတွေအဲ့တလိုမျိုးစိတ်ယုတ်စိတ်ပါမွေးတဲ့သူတွေနဲ့ဒီတလားလုံးမှာကြုံဆုံတတ်တယ်။ငွေကြေးတွေနဲ့ပတ်သက်ပြီးလည်းမကြခင်မှာပြန်လဲပြီးတော့ပြည်လဲသွားမယ်လောလောဆယ်တော့ပူပင်နေရတာမျိုးဖြစ်တတ်တယ်။ပေးရမယ်ဟာလည်းမပေးနိုင်ဘူးရရမယ်ဟာလည်းမရဘူးအဲ့အခက်အခဲတွေကြုံမယ်။ကိုယ်စိတ်ကပျော်ခြင်းနဲ့ပါးခြင်းနဲ့လွတ်လွတ်လပ်လပ်နေခြင်းနဲ့အဲ့တလိုအထင်းအချုပ် အကုတ်မဲ့တဲ့ပုံစံမျိုးနေကျင်တဲ့စိတ်ဆန္ဒတွေကြောင့်ကိုယ်မှာပျော်ရွှင်မှုကျင်းသွားတာမျိုးဖြစ်တတ်တယ်။အဲ့တော့လူဆိုတာအထင်းကိုရှိမှအောင်မြင်မယ်။အထင်းကိုမရှိတဲ့ကျန်းဆိုရင်တော့မှပဲဟိုကထောင်ဒီရထောင်ဗျံပတာဖြစ်တတ်တာကိုအဲ့ဒါလေးကိုတန်ဝေကယူပြီးတော့ကိုယ့်ရဲ့ဘဝမှာအထင်းကိုကလေးနဲ့ကိုယ်စိတ်ရောလူရောအကုန်လုံးနေကြည့်လိုက်ပါ။အဲ့ဒါဆိုအားလုံးကောင်းသွားပါလိမ့်မယ်။နောက်တစ်ခုကဘာပြောချင်လဲဆိုလို့ရှိရင်ခန္ဓာကိုယ်မှာ ဘိုင်းနဲ့ပတ်သက်ပြဿနာဝမ်းပိုင်းနဲ့ပတ်သက်တဲ့ပြဿနာအဲ့လိုဟာကိုဖြစ်တတ်တယ်ဗျအဲ့လိုဖြစ်ရင်လေကိုမှတန်တန်ပြည့်ပြည့်နေလိုက်မယ်ပုတ်ပုတ်ပွားပွားနေမယ်အဲ့လိုမျိုးနေလိုက်ပါအဲ့ဒါဆိုကောင်းပါပါလိမ့်မယ်အတန်ပြန့်လိုပါတယ်တန်ရှင်းမှုလိုပါတယ်စားတဲ့အစားစားဝတ်တဲ့အဝတ်နောက်ပြီးတော့ကိုသုံးဆောင်တဲ့ပစ္စည်းတွေအရာခတ်သိမ်းတန်ရှင်းကိုတက်ရဖို့လှပဖို့အဲ့ဒါလိုဟာမှုတွေလုပ်လိုက်ပါအဲ့ဒါဆိုလို့ရှင်တော့အားလုံးအစီအပြေကောင်းမှုသွားပါလိမ့်မယ် ရှောင်းရမှာကတော့အင်္ဂါသားသမီးတောက်ကြသားသမီးကိုရှောင်းတင်တယ်အင်္ဂါနံတောက်ကြနံဆိုလို့ရှိရင်တော့စိတ်သားစီးစီးအဲ့ဒီဥစ္စာနှမျိုးကိုရှောင်းတင်တာပေါ့မလို့အပ်ပဲဆေးသွင်းတာဆေးစားတာဆေးတောက်တာအဲ့ဒါလိုဟာမှုတွေကိုလည်းရှောင်းတင်ပါတယ်ကံကောင်းစေဖို့အတွက်ကတော့တနင်္လာနဲ့ဗုဒ္ဓဟူးကိုလှူမယ်တနင်္လာနံနဲ့ဗုဒ္ဓဟူးဆိုတော့ခလေးတွေကိုချောကလက်လက်ဆောင်ပေးမယ်ကြံရည်တောက်မယ်မိုးရင်းဆိုတော့ကြံရည်မရနိုင်ဘူးအဲ့တော့ကြံ ကြံရည်မရရင်ကုတ္တယူပေါ့ကုတ္တယူမရလို့ရှင်ကရေကရာပေါ့အဲ့လိုဟာမျိုးတွေလှူပြီးတော့စားတော့ပြီးတော့အလိုရှိရာဆူတောင်းကြည့်ပါဒီတလလုံးမှာကံထူးကြကောင်းမွန်သွားပါလိမ့်မယ်နောက်ပြီးတော့ကိုယ်ကပြဿနာမရှာဘဲနဲ့အပေါင်းအသင်းတွေထဲမှာမိတ်ဆွေတွေထဲမှာသူတို့ကပြဿနာရှာပြီးကိုယ်ကိုမုန်းသွားတာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်ဆဲကပြမုန်းလေစီဘာမှကြည့်မဆိုင်ပါနဲ့အဲ့တော့ဘုံတဘူးသားသမီးတွေအတွက်ကတော့ဒီကာလအတွင်းမှာအေးအေးချမ်းချမ်းကောင်းကောင်းမွန်မွန်အောင်အောင်မြင်မြင်ဖြစ်ပါလိမ့်မယ် ဝင်ဝေကောင်းတဲ့အလုပ်တွေစတင်လုပ်ကြရတာမျိုးကြုံတွေ့ရပါလိမ့်မယ်အဲ့တော့ဒီကာလအတွင်းမှာတဘွားလုံးအတွက်ကြီးပွားချမ်းသာမယ်အလုပ်တွေစတင်ရပါလိမ့်မယ်ကိုယ်မုန်းနေတဲ့ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်လို့ရှိရင်ဥပက္ခပြုလိုက်ပါဘာမှပြန်ပြီးတော့ကိုယ့်ဘက်ကပြောမနေပါနဲ့ကိုယ့်ပြည်ချောင်းကိုလည်းလုံးဝမပြပါနဲ့အဲ့တိုင်းလေးရှေ့ဆက်သွားပါအားလုံးအဆင်ပြေပါလိမ့်မယ်ကဲဒီလောက်ပါပဲကျွန်တော်မိတ်ဆွေဘုရားသခင်ဦးရောက်တိုင်းကျမ်းမာချမ်းသာလိုအပ်ဆန္ဒပြုပါပါစီ ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380358ပဲဖြစ်ပါတယ်။ဗီဒီယိုဟောပြောခြင်းကတော့နေ့လယ်7:00နာရီကနေ7:00နာရီတွင်းကိုဖုန်းဆက်မယ်။နာမည်စင်းပေးမယ်။ညနေ3:00နာရီအထိတူချင်းစီကိုပြန်လဲဟောကြားပေးလျက်ရှိကြောင်းပြောကြားရင်းကျွန်တော်ကျော်စိန်ဖန်ရဲ့ပုံတို့သားမိများအတွက်တလစာဒီမှာပဲညီကုံချုပ်ပြရစီ။ဂျာတာဝေးသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါ။ဂျာတာဝေးသားသမီးတွေအတွက်တလစာဒိုးဆက်ပေးနေရတော့အပေါ်မှာ3အောက်မှာ3အဲ့ဒီဥစ္စာကိုကြပါတယ်။ ဲ့တော့ဂျာသာပြည်သားသမီးတွေမှာဒီကာလအတွင်းမှာစိတ်အယမ်းညစ်စရာတွေကြုံတွေ့ရတတ်တယ်။လက်ရှိနေရာမှာနေလိုချင်တဲ့စိတ်ဆန္ဒဘလို့ရှေ့ဆက်သွားမလဲဆိုတဲ့အခက်အခဲအတလူဟာမျိုးတွေကြုံတွေ့ရတတ်တယ်။နောက်ပြီးတော့တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းနဲ့စိတ်ဝင်ကွဲတာမျိုးတွေဖြစ်တတ်တယ်။ဂျာသာပြည်သားသမီးတွေမှာဒီကာလအတွင်းမှာဥကောင်းနဲ့ပိုင်းနဲ့ပတ်သက်ပြီးနော်ဇပင်နဲ့ပတ်သက်ပြီးမျက်နှာပိုင်းနဲ့ပတ်သက်ပြီးအလိုမကျတာစိတ်တိုင်းမကျတာကျမ်းမာရေးညံ့တာအဲ့ဒါလိုဟာမျိုးဥကောင်းပိုင်းနဲ့ပတ်သက်ပြီးဖြစ်တတ်ပါလေ ဲ့တော့နောက်တစ်ခုကဘာတွေဆက်ဖြစ်မလဲဆိုတာကိုခဏလေးသိကြီးခံပြီးစောင့်စားပေးပါเนาะကျောင်းသားလေးတာသမီးတွေမှာအဲ့တော့မိတ်ဆွေပေါင်းသင်းတဲ့ကောင်းသောလမ်းခွဲခြင်းမျိုးတွေကြုံမယ်ကို့အပေါ်ကောက်ကျစ်တဲ့သူရုံမာတဲ့သူတွေနဲ့ဝေးကွာခွဲခွာခြင်းမျိုးတွေကြုံမယ်ကောင်းတာပေါ့เนาะကို့အပေါ်ဒုက္ခပေးတဲ့သူနဲ့မဆုံးတာမတွေ့တော့လားဝေးသွားလားကျွန်တော်တော့အရန်ကောင်းတယ်လို့သတ်မှတ်တယ် နောက်တစ်ခုကခရီးတွေနဲ့ပတ်သက်ပြီးပူပယ်မှုတွေကြုံတယ်အိမ်ဆောင်ရေးနဲ့ပတ်သက်ပြီးယောက်ျားလေးများဖို့ပူပယ်မှုတွေအဆင်မပြေမှုတွေအခက်မတင်စရာတွေဒီလိုလုံးမှာကြုံတတ်တယ်ဖြစ်တတ်တယ်နောက်တစ်ခုကကိုကမလုတ်ဖဲနဲ့သူများလုတ်တဲ့ပြဿနာသူများလုတ်တဲ့ငွေကြေးကိုကိုကစိုက်ရောရတာပြဿနာဖြေရှင်းရတာအဲ့လိုဟာမှုတွေကြုံတွေ့ရတတ်တယ်အိမ်အောင်ရှင်မိန်းကလေးများဖို့ကတော့ကိုယ့်ရဲ့အိမ်အောင်ဘက်ပေါ်တန်တရားစိတ်တွေဝင်တတ်တယ်ကိုယ့်ရဲ့ချစ်သူဘက်ပေါ်တန်တရားစိတ်တွေဝင်စရာတွေ ဲ့ဒါလိုအတွေးမျိုးတွေနဲ့ကို့မှာစိတ်သောကရောက်တာမျိုးဖြစ်တတ်ပါလေငွေအရန်ထွက်တတ်တယ်ငွေကထွက်တယ်ဘယ်လောက်ထိအောင်ထွက်လဲဆိုလို့ရှိရင်တော့ဒီနေ့ရတဲ့ဝင်ငွေဒီနေ့ကွက်တီပဲအဲ့လိုဟာမျိုးဖြစ်ထွက်တတ်တယ်အဲ့တော့ငွေများများဝင်အောင်ဖုန်းကြီးရဟန်းတွေကိုဖုန်းကြီးเจ้าကိုပါလူရမယ်ဆိုလို့ရှိရင် သင်ကလူပေးရေလူပေးအဲ့ဒါလိုဟာမို့လူကန်းပေးပါရေတွင်းရေကန်နဲ့ပတ်သက်တာလေလူလို့ရတယ်ရေထက်သုံးတဲ့ဟာလေရေလောင်ကန်နေလူလို့ရတယ်ရေကန်နေလူလို့ရတယ်အဲ့ဒါလိုဟာမို့လူမယ်အဲ့တော့ဘုံကြီးရဟန်းတွေခྱི་သွားလာမယ်ဆေးခုမယ်ဆိုလို့ရှိရင်လည်းအဲ့ဒါလိုဟာမျိုးလူကန်းပေးလို့ရပါတယ်နောက်ပြီးတော့လုပ်ငန်းကိန်းကန်းတွေနဲ့ပတ်သက်လို့ရှိရင်ဒီကာလအတွင်းမှာဝင်ဝေကောင်းတဲ့အလုပ်တွေမထင်မှတ်ဖဲနဲ့ပြန်လည်ပြီးတော့ဝင်ဝေကောင်းလာတာတိုးတက်လာတာရက်တီလဲပတ်နိုင်စွာဖြစ်သွားတာအဲ့ဒါလိုဟာမို့လေယုံမယ် အဲ့ဒါတွေကလည်းသူများအကူအညီပေးတာအကြံဉာဏ်ပေးတာသူများကြောင့်ခုမှညံအလင်းပွင့်သွားတာအဲ့လိုဟာမျိုးဖြစ်နေမယ်အဲ့တော့လုပ်ငန်းကိန်းငန်းတွေနဲ့ပတ်သက်ပြီးကံကောင်းဖို့ဆိုလို့ရှိရင်တော့ဖျားမှာဒံပေါက်လူပြီးတော့လူအလိုရှိရဆူတောင်းမယ်ကိုကိုနိုင်လဲဒံပေါက်ကလေးစားပြီးတော့ဆူတောင်းမှာဒံပေါက်မရှိတဲ့အရက်ဒေသတွေမှာဒံပေါက်တော့မတက်နိုင်တဲ့သူတွေပို့ရတော့မုတ်ဖက်ထုတ်ကလေးစားပြီးတော့ဆူတောင်းကြည့်လိုက်ပါတိတိတသာကံထူးကောင်းမွန်သွားပါလိမ့်မယ်အကျိုးပေးတဲ့နေနံတွေကတော့ကြာသာပေးနေတယ် စနေအကျိုးပေးတယ်အဲ့တော့ဂျာတာပတိနဲ့စနေအကျိုးပေးတယ်ဆိုတဲ့အတွက်ကြောင့်ထီထိုးမယ်ဆိုရင်ရောခွန်တို့ငါးတို့ငါးတို့ခွန်တို့အဲ့တလို့ကနန်းပါတဲ့ဟာကိုထိုးမှာပေါ့ကိုယ်ဒုက္ခပေးတာကတင်းလာနဲ့တောက်ကြဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်ဒီချိန်မှာကြက်သားမစားနဲ့တခွားပြီးမစားနဲ့အတုပသေးញိုင်းရှောင်ပေးပါလို့ပြောရင်ဂျာတာပတိသာသမီများအတွက်ဒီမှာပဲညီကုံချုပ်ပြရသည်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39299380358ပဲဖြစ်ပါတယ်အဲ့ဒီဖုန်းနံပါတ်ကိုဆက်ပြီးတော့ပေးနေမေးလို့ရပါတယ်ကျွန်တော်ကျော်စင်းခံပါ တောက်ကြသောမိများအတွက်ကြလစာဒူးဆက်ပေးတယ်6လပိုင်းအတွက်နော်အဲ့တော့6လပိုင်းမှာတောက်ကြသားသမီးတွေဘာတွေကြုံမလဲဆိုလို့ရှိရင်အပေါ်မှာ6အောက်မှာ6ဟဲ့အပေါ်မှာ9အောက်မှာ9အဲ့ဒီဥစ္စာကိုကြာပါတယ်အဲ့ဒီအတွက်ကြောင့်တောက်ကြသားသမီးတွေမှာ ဒီကာလအတွင်းမှာကိုဖြစ်တဲ့ပြဿနာမို့သူများဖြစ်တဲ့ကျမ်းမာရေးကြောင့်ကိုယ်မှာစိတ်ညစ်ရတာမျိုးကြုံတွေ့ရနိုင်တယ်။နောက်ညီကိုမောင်မမိသားစုနဲ့မတင်မြတ်တာမျိုးကြုံမယ်။နောက်တစ်ခုကကိုယ့်ကိုကူညီခဲ့တဲ့သူတွေဒီချိန်မှာအဆင်မပြေဘူး။ကိုယ်လည်းကူညီခြင်းနဲ့ကိုယ်လည်းမတတ်နိုင်ဘူး။အဲ့ဒါလိုဟာမျိုးတွေကြောင့်စိတ်သောကရောက်လာတာဖြစ်တတ်တယ်။ဆုံးရှုံးထားတဲ့ငွေကြေးတွေအတွက်စိတ်ပူပါတာမျိုးဖြစ်ပေါ်လာတတ်တယ်။အဲ့တော့အဲ့ဒီငွေကြေးတွေဆုံးရှုံးမှလာဆိုတော့ကိုယ့်ကိုအထင်ကြီးပြီးတော့သူတို့ကမပေးတာ။နော်။ သူ့နေနိုင်တယ်စားနိုင်တယ်ဒီလောက်ငွေလေးနဲ့ဘာမှမမပြောတော့ပလောက်ပါဘူးဆိုတဲ့ပုံစံမျိုးနဲ့သူတို့ကကိုယ်ထင်ပြီးတော့အထင်ကြီးပြီးတော့အဆင်မပြေတာမျိုးလို့သူကပြတယ်အဲ့တော့စိတ်လေးနေတဲ့စိတ်ပူပန်မှုတွေများနေတတ်တယ်တောက်ကြသားသမီးတွေမှာအောက်လက်ငယ်သားသားသမီးတွေအတွက်စိုးရိမ်ပူပန်မှုတွေများတတ်တယ်လို့ ညီကိုမောင်တို့ကမိသားစုနဲ့မသိမြတ်တာမျိုးကြုံမယ်စိတ်ဝင်ကွဲစရာတွေကြုံတတ်ကြုံတတ်တယ်စိတ်ဝင်ကွဲတာကတငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေနဲ့စိတ်ဝင်ကွဲမယ်အဲ့တလို့ဟာမျိုးဖြစ်တတ်တယ်။နောက်အလုပ်အကိုင်အတွက်ဒီလုပ်လို့ရင်ကောင်းမလားဟိုလုပ်အလုပ်လုပ်ရင်ကောင်းမလားကို့မှာချိန်ဆနေရတတ်တယ်။အလုပ်တွေအကုန်လုံးကိုသိမ်းကျုံပြီးလုပ်ချင်တဲ့စိတ်ဆန္ဒတွေဖြစ်ပေါ်တတ်တယ်။အဲ့တော့ဒီတလာလုံးမှာ तू ကချိန်ဆနေရတတ်တယ်။ချိန်ဆပြီးတော့ အကျိုးရှိရှိအတုံးမချတာမျိုးလို့သူကတောက်ကြပါပြီဒီမှာကြုံတွေ့ရနိုင်တယ်အခြေအနေနဲ့ပတ်သက်ပြီးစိတ်မပျော်ရွှင်စရာတွေဖြစ်တတ်တယ်စမ်းလို့ရွေးချယ်စရာတွေများပြီးတော့ကိုယ်မှာတယောက်မှချေရမယ်သူမရှိတဲ့ပုံစံမျိုးဖြစ်တတ်တယ်အိမ်ဆောင်ရေးနဲ့ပတ်သက်လို့ရှင်တော့နောင်ရေးတွေတွေးပူတယ်ကိုယ်အိမ်ဆောင်ဘက်အတွက်လည်းပူတယ်ကိုယ်အတွက်လည်းကိုယ်ပူတယ်အဲ့ဒါကအမျိုးသမီးများဖို့အမျိုးသားများအဖို့ကတော့အိမ်ဆောင်ရေးမှာ 啊，刚弄咯，生意也拉了，不晓得的，喏，过下个 s 再弄咯，生意也拉，过下七天弄到几毛咯，这排路啊，摇得他，过夜七千米道，说嘎了，阿这路好路嘞，晓得吧嘞？哎哟，这个拉多嘛，规矩的呢不得比，干干部、民兵啥啥业务，我们少胸部、臀部做做训练，咱们民兵班地就规吧，阿他做行了，我这一对，干买，这一对，干好买，哎，那些没睡眠，不完了。 အမျိုးသမီးများအဖို့ကတော့ခွေးများကိုဝက်သားပေါက်စီကျွေးမွေးပြီးတော့အလို့ရှိရဆူတောင်းပါအဲ့ဒါဆိုအိမ်အောင်ကြီးတာရမယ်အလို့အကင်လုံနေတဲ့သူတွေလုပ်ငန်းကံကန်းနဲ့ပတ်သက်ပြီးအဆင်မပြေတဲ့သူတွေကတော့မပါလို့ရမလဲဆိုလို့ရှိရင်အင်ဂျီယာမဲ့တွေကို ခရီးစရိတ်စားစရိတ်အဲ့တလူဟာမျိုးထောက်ပံ့လူတန်းပေးလိုက်ပါအဲ့ဒါဆိုရင် လုပ်ငန်းကိန်းကနေပတ်သက်ပြီးအားလုံးအဆင်ပြေကောင်းမွန်သွားပါလိမ့်မယ်ကဲတောက်ကြသားမင်းများဖို့ကတော့ဒီလောက်ပါပဲကဲကျွန်တော်မိတ်ဆွေတောက်ကြသားမင်းအရောက်တိုင်းအရောက်တိုင်းကြားမှချမ်းသာလူဝဆန္ဒပြပေါ်ပါစေကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380358ပဲဖြစ်ပါတယ်ကျွန်တော်ကြော်စိန်ခါပါစနေသားမင်းများအတွက်2025 6လပိုင်းတစ်လစာအတွက်ဒိုးဆက်ပေးတင်လာပြီး ဒိုးဆက်ပေတွေမှာကြာရောက်ကြာရောက်ထားတော့အပေါ်မှာဗလာအောက်မှာတစ်အဲ့ဒီကဏ္ဍကိုကြာရောက်ပါတယ်အဲ့ဒီအတွက်ကြောင့်စနေသားသမီးတွေကဒီကာလအတွင်းမှာဘလူဟာမိုးကြုံမလဲငွေတွေအထွက်များတာမျိုးကြုံမယ်နော်အဲ့တော့ငွေထွက်ပေမဲ့ငွေတွေအများကြီးပြောင်းဝင်နိုင်တယ်ဘာကြောင့်ပြောင်းဝင်နိုင်တာလဲဆိုလို့ရှိရင် အစိုးနမိတ်ကားတိုက်တဲ့နမိတ်ကားနဲ့ပတ်သက်တဲ့ပြဿနာအဲ့ဒါလို့ဟာမို့တခုခုကြားပြီဆိုတာနဲ့ထီပြေးထိုးလိုက်ပါနှိအဆခွန်ဆုံခွန်ဆနှိဆုံအဲ့ဒါလို့ကဏ္ဍမျိုးကိုထိုးရင်ကံကောင်းပါလိမ့်မယ်ဒီစနေသားသမီးတွေမှာကိုယ်စိတ်မှာပူပင်တယ်ဟိုဟာလည်းပူတယ်ဒီဟာလည်းပူတယ်ပူပင်တော့ကအရန်များနေတယ်မိုးတွေဒီတော့ရွာနေတယ်တော့မှပဲယင်ထဲမှာပူနေရတော့ဆိုတဲ့စနေသားသမီးမျိုးအဖြစ်ကြုံတွေ့ရတတ်တယ်အဲ့တော့အဲ့လိုမပြောတာအိမ်မက်တွေကဘာဒီမက်လို့မှန်မှန်မသိတာနောက်ပြီးတော့ အဲ့ရနိုးရင်လန်းလန်းဆန်းဆန်းမရှိတာအဲ့လိုဟာမျိုးတွေဖြစ်တတ်တယ်စနေသားသမီးတွေစနေသားသမီးတွေမှာစီးနဲ့ပတ်သက်ပြီးပြဿနာတက်တတ်တယ်စီးနဲ့ပတ်သက်ပြီးစိတ်ညစ်ရတတ်တယ်အမျိုးသမီးများအဖို့ကတော့ကိုယ့်ရဲ့ယောက်ျားကိုတန်လျာစိတ်ဝင်တာစိတ်မချတာကိုယ့်စိတ်ထဲမှာတန်လျာစိတ်တွေနဲ့စိတ်ညစ်နေရတာအဲ့လိုဟာမျိုးဖြစ်တတ်တယ်သားသမီးအတွက်အောက်လက်ငယ်သားအတွက်ဆိုလို့ရှင်တော့ဒီကာလအတွင်းမှာအားလုံးအဆင်ပြေပြေဖြစ်မယ်။ဒါပေမဲ့သားသမီးတွေကအခုတမျိုးအတွက်ကြတမျိုး အခုဒီပုံစံတော်ကြာဟိုပုံစံအဲ့လိုဟာမျိုးစိတ်ညစ်စရာတွေပေးတတ်တယ်ဗျဒါအောက်လက်ငယ်သားသမီးနဲ့ပတ်သက်ပြီးအဲ့တော့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာစနေသားသမီးတွေမှာစနေသားသမီးတွေအခုကတော့ဘလို့မိုးကြုံလဲဆိုလို့ရှိရင်တော့စိတ်ချမ်းသာစရာတွေပျော်ရွှင်စရာတွေဂျုံမဲ့အဲ့တော့အမှုခင်းပြဿနာတွေနဲ့ပတ်သက်တာစနေသားသမီးတွေမှာကြုံတွေ့နေတယ်ဆိုလို့ရှိရင်တော့ဒီကာလအတွင်းမှာပိုဆိုးတဲ့ဟာမျိုးတွေဖြစ်တတ်တယ်အားကိုးရှာတယ်ပိုပြီးတော့ အာမကူရပဲနဲ့ကိုယ်ကိုနှိပ်ကွထားမျိုးအဲ့တော့အာကူရတော့မလို့လို့နဲ့ကိုယ်ကိုဒုက္ခပေးသွားတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့လုပ်ငန်းကိန်းကနေနဲ့ပတ်သက်ပြီးကံကောင်းကျင်တဲ့အလုပ်လုပ်ရတာမပြောတာမျိုးစိတ်ညစ်နေတာမျိုးတွေရှိနေလို့ရှိရင်တော့တောင်းရန်စားတော့တဲ့သူတွေကိုဘာလူရမလဲဆိုရေခဲမုံသူတွေမိုးရွာနေရတဲ့ကြတဲ့ရေခဲမုံသွားလို့ရတော့ကွာနော်ပြဿနာရှာမှာအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ရေခဲမုံလူလို့ရတယ် နောက်တစ်ခုကဘာတွေလူလို့ရလဲဆိုလို့ရှင်ပုတ်တဘူးနဲ့ပုတ်တဘူးနဲ့ဆိုဝက်သားပါသောအစားအစာတွေလူကံတွေဝက်သားပေါက်စီတို့ဝက်သားကြောတို့အဲ့တို့ဟာမို့စသည်အပြင်လူပေးရင်ကံကောင်းသွားပါလိမ့်မယ်အဲ့တော့စနေသားသမီးတွေမှာဒီကာလအတွင်းမှာဘာတွေထပ်ပြီးပြောပြတရားလို့ရှောင်ရမှာကတော့အလူနဲ့ပတ်သက်ပြီးမသွားနဲ့အလူလုံးတဲ့နေရာကိုတက်နေတယ်မှာရှောင်ပေးပါကိုကိုနိုင်လဲအလူအတန်းကြီးတွေဒီကာလအတွင်းမှာ လောက်ဖို့မသိသေးပါဘူးအဲ့တော့နောက်လမှဆက်ပြီးတော့ကြိုးစားပါဒီကလာတွင်းမှာငွေများများဝင်ဖို့ဆိုလို့ရှိရင်တော့ခွေးကိုခွေးကိုအင်္ဂါနံအင်္ဂါနံဆိုတော့စိတ်သားပေါ့အဲ့စိတ်သားနဲ့ပတ်သက်ပြီးကြွေးဒါမှမဟုတ်လဲစီစမ်းစားပြုပြီးတော့ကြွေးအဲ့လိုဟာမျိုးလုပ်ကြည့်လိုက်ပါအဲ့ဒါလိုငွေများများဝင်လာပါလိမ့်မယ်ကဲဒီလောက်ပါပဲစနေသားမင်းအရောက်တိုင်းရောက်တဲ့ကျမ်းမာချမ်းသာလိုအပ်ဆန္ဒပြုပါပါစေလို့ဆန္ဒပြုပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 255 380 358ပဲဖြစ်ပါတယ်အကျိုးပေးတဲ့ကဏ္ဍတွေကတော့ စနေနဲ့တနင်္လာအဲ့တော့စနေနဲ့တနင်္လာဖြစ်တဲ့ဆိုတဲ့အတွက်ကြောင့်ခွန်အစနှစ်စုံနှစ်စာခွန်စုံကဏ္ဍမျိုးကိုထိုးစီကြပါတယ်အဲ့တော့ကိုယ့်ရဲ့အိမ်ကိုယ့်ရဲ့နေရာထိုင်ခင်းလုပ်ငန်းကိုင်ခန်းမှာရှုပ်ပွားနေတဲ့ဟာတွေရှင်းလိုက်ပါအဲ့ဒီလိုရှင်းလိုက်တာနဲ့အားလုံးအညံ့နေအားလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်ကဲဒီလောက်ပါပဲ